ဒီနေ့ပြောပြမယ့်အကြောင်းကသရေသစီရိနာနာဘာဝရိပရလောကသားရိရဲ့အကြောင်းမဟုတ်ဘူးအဲ့ဒီတော်ဝါကသူ့ရဲ့အတံကိုသုံးပြပြီးတော့လူတွေကိုကြောက်အောင်လုပ်တာသူကအေးဝော်အော်ဆိုတဲ့အတံတွေမုံတိုင်းတိပေးချက်တွေဒါမှမဟုတ်တက်တော်ထဲမှာလမ်းပြောင်းနေတဲ့လူတယောက်ရဲ့အော်ဟစ်အကူညီတောင်းတဲ့အတံတွေကိုတော့မှအတုကူပြီးတော့ထုတ်လင်းနိုင်တယ်သူ့ရဲ့နာမည်ကတော့ဆာရဟတ်မြန်မာလိုဆိုလို့ရှိရင်တော့အော်အော်ပေးတဲ့ Low Speaker ကောင်းရှိတဲ့တော်ဝါကြီးပဲဖြစ်ပါတယ် ဆာရဟကသူ့ရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်သာမကပဲနဲ့သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့မှလူသားတွေအတွက်မရေကန်းတစ်ခုဖန်တီးပေးနိုင်တယ်။အဲ့ဒါတော့တင်ကြားတင်တဲ့အတန်းတိုင်းကိုသူကတူပါထုတ်လင်းပြီးတော့တင့်ကိုဖန်စီဖို့အတွက်တဲ့ရနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ဤတဲ့ဝါကဘာမှမဟုတ်ဘူး။အတန်လေးနဲ့ခြောက်တာကြောက်စရာမကောင်းပါဘူးဆိုတဲ့သူတွေအတွက်ကတော့တကယ်လို့တင်ကတော့နဲ့ထဲမှာလမ်းပြောင်းနေတယ်။ညကလည်းတဖြည်းဖြည်းနဲ့လာပြီ။ ဘူးမမရှိရဲ့တော်ကြီးတွေမှာရုပ်တရက်တင်းအမည်ခေါ်တဲ့တောင်ကြားလိုက်ရတယ်။ဒါအေးဘယ်ရောက်နေရလဲ။အမေဒီနာမှာဆိုတဲ့အတမ်းမျိုး။ဒါမှမဟုတ်တင်းရင်ရေးစား။တန်ငယ်ချင်းတယောက်ယောက်ရဲ့ဒုက္ခရောက်နေလို့အော်ဟင်းငိုယူပြီးအကူအညီတောင်းနေတဲ့အတမ်း။အဲ့ဒီတန်တွေကိုကြားလိုက်ရတဲ့သူကအိမ်မှာကြံခဲ့တဲ့အမေကပဲချက်ချင်းပဲတော်ရရောက်လာတယ်လို့လို့ချီရခင်ရတဲ့သူတွေကပဲဒုက္ခရောက်နေလို့အော်ဟင်းအကူအညီတောင်းနေတယ်လို့မျိုးခံစားရတဲ့ဒီအတမ်းတစ်ထပ်ထဲတူတယ်။ဒီတော်ကလူသားတယောက်ရဲ့အတန်တွေမကပဲနဲ့ကဲသေးရဟရင်အတန်တွေ ရဲကရဲ့အော်အော်ဆွဲတဲ့အတန်းလေးကိုပါထုတ်လွှင့်နေတယ်။ဒီရဲတော့သူကတောထဲမှာလမ်းပြောင်နေတဲ့သူရဲ့ခန်းစားချက်ကိုလိုက်ပြီးတော့သူကြားချင်တဲ့အတန်းကိုထုတ်ပေးတာ။အဲ့ဒီလမ်းပြောင်နေတဲ့သူကငါ့ကိုတရားရောက်ကလာကဲလို့ရှိရင်ကောင်းပါပဲ။ဒီညကိုကဲစေးရဲ့အဖွဲ့ရိရောက်လာရင်ကောင်းပါပဲလို့တွေးလိုက်တာနဲ့အဲ့ဒီ loudspeaker ကောင်းရနေချက်ချင်းပဲအဲ့ဒီကဲစေးရဲ့အတန်းလေးကိုထုတ်ပေးတယ်။ အဲ့အမသူ့ရဲ့သားကောင်ကဒီနောက်မှာကဲစေလာနေပြီငါ့ကိုရှာတွေ့သွားအောင်လို့အတန်လာတဲ့ဘက်ကိုသွားမယ်ဆိုပြီးထွက်သွားလိုက်ကြနဲ့ဒီဆာရဟတ်ကသားကောင်ရဲ့ဝိညာဉ်ကိုဖမ်းယူစားတော့မှာပဲဖြစ်ပါတယ်တကယ်တော့ဆာရဟတ်ကသူ့ရဲ့ loud speaker ကောင်နဲ့ရနေအဲ့ဒီတန်တွေကိုထုံလုပ်ပြီးတော့သူ့ရဲ့သားကောင်တွေကိုတစ်တိုးတဲ့ဆက်ပြီးဝင်လာအောင်မြှုပ်ဆွဲတာပါဒီနေရာမှာပြောပြချင်တာကဆာရဟတ်ဆိုတာကကြောက်စရာဒဏ္ဍာရီလာတော်ဝါတကောင်မဟုတ်ပဲနဲ့ကနေဒါနိုင်ငံကထိုင်းလန့်စရာပုံနေဖန်တီးတဲ့ Trevor Henderson ဆိုတဲ့လူကဖန်တီးခဲ့တာအဲ့ဒီလူက2018ခုနှစ်ကစပြီးတော့ ပူဖန်တီးရတဲ့ဆာရဟရဲ့ပုံနဲ့ဆိုရှယ်မီဒီယာတွေမှာ story stay လုပ်ပြီးတော့တင်တယ်။ဥပမာအမျိုးသမီးတယောက်ကသူ့ယောက်ျားနဲ့ခေးထွက်ရင်နဲ့တင်ကြတာမှာဒီထိုးစမ်းတဲ့ loss speaker ကောင်းတဲ့တတော်ဝါကြီးကိုရှာတွေ့ခဲ့ပါတယ်ဆိုတဲ့ပုံစံမျိုး။အဲ့ဒီကနေမှဒီ loss speaker ကောင်းဆာရဟကတဖြည်းဖြည်းနဲ့မေးကြည့်လာတယ်။ဒီတတော်ဝါကြီးရဲ့ပုံစံကပေ40လောက်ရှည်ပြီးတော့တက်ပင်လေးထက်တောင်မြင့်နေ။သူ့ရဲ့ခန္ဓာကိုယ်ကတော့ပါးလျပင်ချုံပြီးအယိုးပြိုင်ပြိုင်ကြနေတာ။ဒီနေရာမှာသူ့ရဲ့ပုံစံကိုအိုပြီးကြောက်စရာကောင်းသွားစီတာကကောင်း ဲ့ဒီကောင်ကပုံမှန်ကောင်းမဟုတ်ဘဲနဲ့ low speaker နှစ်ခုတက်ထားသလိုဖြစ်နေတာ AS speaker နှလုံးကနေမှကြောက်စရာကောင်းတဲ့အတန်းတွေထွက်လာတာပါအဲ့ဒါဆိုလို့ရှိရင် Trevor Henderson ဖန်တီးရတဲ့ Sarah Zalan နေတဲ့အမှာကြောက်စရာကောင်းသောဇလန်တစ်ပုဒ်ကိုပြပြပေးပါမယ်အဲ့ဒီတစ်ပုဒ်က1995ခုနှစ်တုန်းကတောင်တက်သမားချန်နဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့အကြောင်းသူတို့တွေကတောင်တက်ရင်နဲ့မှောင်စာပြောတဲ့အချိန်မှာပေ40လောက်ရှိရဲ့ Sarah ကတက်ပင်နေကြတယ်မှာမီးလာရင်တခုလိုမျိုးရက်နေတာပြီးတော့အဲ့ဒီအရာကြီးစီရနေတယ် ဖူးသံနဲ့အချက်ပေးသံတွေနဲ့အက်ကွဲနေတဲ့ရာသီဥတုသတိပေးသံတွေကိုထုတ်လွှင့်ခဲ့တယ်။ဒီဟာကသူ့လုံနေကြအတိုင်းသူ့ရဲ့သားကောင်းရဲ့စိတ်ကိုခြောက်ခြားအောင်လုပ်လိုက်တာပါ။သူတို့တငယ်ချင်းတွေကထူးသံနဲ့တရဝါကြီးကိုမြင်တော့ထွက်ပြေးဖို့ကြိုးစားကြတဲ့အခါဆာရာဟစီကနေဘလို့မှမထင်မှန်ထားတဲ့အတန်းတစ်ခုကထွက်လာတယ်။အဲ့ဒါကအိမ်မှာကြံခဲ့တဲ့သူတို့အမေရဲ့အတန်း။ဒါကြီးအမေဒီနာမှာလာပါရောဆိုရဲအမီတယောက်ရဲ့နူးညာလုံးနဲ့ခေါ်တံကိုကြားလိုက်ရတယ်။အဲ့ဒီတံကိုကြားလိုက်တာနဲ့ချက်နဲ့တူတူပါလာတဲ့သူ့ရဲ့ကိုကတွေ့ဝေသွားတယ် ဒီတော့မှမသူ့အမိမရှိနိုင်တော့သိရနေအတန်းတစ်ထက်တည်းတူနေတာချက်ပြောပြရတော့အဲ့ဒီအတန်းကနားထဲမှာအိုပြီးတော့ပဲ့တင်ထက်နေတယ်တဲ့အဲ့နောက်မှာပဲချက်ရဲ့ကိုကကြောက်လန့်ကြအော်ဖြစ်ပြီးအတန်းလာတဲ့ဘက်ကိုအသေးအတန်ပြေးထွက်သွားတယ်ပြီးတော့အဲ့ဒီလော့စပီကာကြီးကနေကဲကြပါဟုံးဆိုရဲနာကျင်လို့လို့အော်ဟစ်နေတဲ့ချက်ရဲ့အကိုတန်ကသွေးပြက်စရာကောင်းလာအောင်ထွက်ပေါ်လာခဲ့ပါတယ်တကယ်တော့ဆာရဟဲ့ရဲ့ထောင်ချောက်သေးကိုတက်တက်ရေးဝင်သွားမိခဲ့တဲ့ချက်ရဲ့အကိုရဲ့အော်တန်ကို သူကတို့ပါပြီးတော့မှ loud speaker တစ်ဆင့်ပြန်ထုတ်လွှင့်လာဒီချက်ကတော့ siren head ဆိုတဲ့တရဝါရဲ့ကြောက်စရာအကောင်းဆုံးချက်ပါပဲ siren head ကတင်းရဲ့ဝဉ္ညောစားသုံးပြီးတင့်ုံတက်ပြီးရင်တော့မှတင်းရဲ့နောက်ဆုံး order ကိုမှတ်ထားပြီးတော့နောက်ထပ်တားကောင်းလေးဖတ်ဖို့အတွက်အဲ့ဒီအတန်ကိုဆက်ပြီးအသုံးပြုနေမှာပါ